တမနာဂျိုးဘိုက်တန်အစိုးရလက်ထက်အတွင်းအော်တိုပင်လို့ခေါ်တဲ့စက်နက်လက်မှတ်ထိုးထားတာတွေအားလုံးကိုပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းတမနာဒေါ်နယ်ထရမ့်ကဒီဇင်ဘာလ2ရက်အင်္ဂါနေ့က Truth Social လူမှုကွန်ရက်မှာရေးပါတယ်။တမနာဘိုက်တန်ရဲ့လက်မှတ်ကိုစက်နက်ထိုးပြီးထုတ်ပြန်ခဲ့တဲ့ကြေညာချက်တမနာအမိန်ကြေညာချက်သဘောတူစာချုပ်နဲ့ contract တွေအားလုံးအခုအချိန်ကစပြီးပယ်ဖျက်လိုက်ပြီးပြက်ပြဲသွားပြီလို့တမနာထရမ့်ကရေးသားထားပါတယ်။ ဒါ့အပြင်သမရဘိုင်ဒန်ကလူချင်းချမ်းသာခွင့်ပေးခဲ့သူတွေပြစ်ဒဏ်ရှော့ပေါပေးခဲ့သူတွေနဲ့တခြားဥပဒေအထောက်အထားတွေအားလုံးကိုလည်းဆက်နဲ့လက်မှတ်ထိုးခဲ့တယ်ဆိုရင်အဲ့ဒါတွေအားလုံးလုံးဝပြက်ပြဲသွားပြီဆိုတာသိစေလိုကြောင်းနဲ့အဲ့ဒီအထောက်အထားတွေဟာအခုအချိန်ကစပြီးတရားဝင်မှုမရှိတော့ကြောင်းလည်းရေးသားထားပါတယ်။အရင်သမရကဆောင်ရွက်ခဲ့တဲ့တရားဝင်လှုပ်ဆောင်ချက်တွေအထူးသဖြင့်ဥပဒေအရတရားဝင်ဖြစ်ပြီးသားလှုပ်ဆောင်မှုတွေကိုလက်ရှိသမရက သူ့တူဦးတဲ့သဘောနဲ့ဖြက်ပြစ်လို့မရဘူးလို့ဖွဲ့စည်းပုံဆိုင်ရာဥပဒေပညာရှင်တွေကပြောပါတယ်ဥပမာသမရကလူငင်းခွင့်ပေးထားသူထံကနေအဲ့ဒီလူငင်းခွင့်ကိုပြန်ယူသိမ်းလို့မရနိုင်ဘူးလို့ဆိုပါတယ်ဒါအပြင်သမရကလူတယောက်ကိုလူငင်းခွင့်ပေးတဲ့နေရာမှာလက်မှတ်အစ်စ်ထိုးရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ရှိမှထားတာကြောင့်အော်တိုပင်မပြောနဲ့လက်မှတ်မထိုးဘဲတောင်လူငင်းခွင့်ပေးလို့ရတယ်လို့ဆိုပါတယ် လက်ရှိသမရအနေနဲ့အရင်သမရထုတ်ခဲ့တဲ့အမိန့်ကြေညာချက်တွေကိုပယ်ဖျက်ပိုင်ခွင့်ရှိတယ်ဆိုတာကတော့မှန်ပါတယ်ဒါကလည်းလှုပ်ရိုးလှုပ်ဆင်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်တာဟာအော်တိုပင်သုံးတာမသုံးတာနဲ့မဆိုင်ဘူးလို့ဥရပညာရှင်တွေကထောက်ပြကြပါတယ်သမရထရမ်ကသမရဘိုင်ဒန်ရဲ့အော်တိုပင်ကိစ္စကိုအရင်ကလည်းမကြာခဏပြောဘူးသလိုသမရအင်ဗျူတော်မှာလည်းသမရဘိုင်ဒန်ဓာတ်ပုံချိတ်ရမယ့်နေရာမှာ အော်တိုပင်ဆက်ရဲ့သမရဘိုင်ဒန်အော်တိုပင်နဲ့လက်မှတ်ထိုးထားတဲ့စာရွက်ပုံကိုသာချိန်ထားပါရခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ